င်ပြည်သက်ပေါ်မင်္ဂလာပါမတ်လ31ရက်နေ့မှဧပြီလ6ရက်နေ့ထိခုနှစ်သောတာဝန်များအတွက်တပည့်အတွင်းလုပ်ငန်းဆောင်တာများနှင့်ကောင်းကျင်းဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုအဘဆရာကြီးဒေါက်တာမင်းတိန်ခါ၏နီးစနစ်အတိုင်းကျွန်ုပ်ဆရာသိန်းတိုင်ဆိုမှတဲရော့ဖြင့်သိစိတ်တွက်စစ်ပြီးထားပါသည်တနင်္ဂနွေတောင်မြင်များတရက်တည်းအတွင်းမှာတရင်ကောင်းဧကောင်းတွေရောက်လာပါလိမ့်မယ်။အောက်လက်ငယ်သားတွေအတွက်ဝမ်းသာစရာကြုံပါလိမ့်မယ်။ပြဿနာဖြစ်နေသူတွေနဲ့လည်းပြန်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်။ ကိုကိုစော်ကားခဲ့သူတွေကလည်းပြန်ပြီးတော့တောင်းပန်ကြပါလိမ့်မယ်။အခြေရေးအိမ်တော်ကြီးမှာဝမ်းသာချီနူးစရာတွေကြုံရတတ်ပါလေ။ကောင်းတဲ့ခီးတွေလည်းတွားရတတ်ပါလေ။ငွေရေးချေးရေးအမတန်ပဲစိတ်ချမ်းသာမယ့်အချိန်ဖြစ်ပါလေ။မထင်မှတ်တဲ့နေရာကနေငွေတွေအများကြီးဝင်လာပါလိမ့်မယ်။မိမကြီးတယောက်စီကအကူအညီကောင်းတွေလည်းရလာတတ်ပါလေ။အလုံနှမျိုးဝင်ဝင်နှမျိုးလည်းရလာတတ်ပါလေ။ပစ္စည်းရောင်းဝယ်မှားတတ်တာကိုတော့ယူဆိုင်ဖို့လိုပါလေ။မိတ်ဆွေရင်းထဲကအိမ်တွင်းရေးပြဿနာတွေမှာပါဝင်ဖြစ်ရှင်းရတတ်ပါလေ။ ဆရာသမားကြီးခဲ့သူတို့ရဲ့ကျမ်းမာရေး view site ဖို့လိုပါတယ်။စက်ကိစ္စ၊စာကြိုးစာတမ်းကိစ္စ၊စက်တူကိစ္စတွေစိတ်ရှုပ်ရတပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ခြေတော့ခါ view site ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ခဏန်းတွေကတော့နှစ်ခဏန်းသုံးခဏန်းပဲဖြစ်ပါတယ်။မျက်နာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစီဖို့အတွက်အိမ်ဖျားမှာတန်ရှင်းရေးပြုလုပ်ရင်းလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ရဲ့ခက်ခဲဒုက္ခများ ပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ တနင်္လာတောင်မြင်များဒီရက်တွေအတွင်းမှာအောင်မြင်မှုတွေတန်းစီနေပါလိမ့်မယ်။ဆုံးရှုံးသားတွေလည်းပြန်ရတတ်ပါတယ်။ညနာကဲသမားတွေအခွင့်အရေးကောင်းတွေပြန်ရတတ်ပါတယ်။မိသားစုတွေကအလုပ်ကိစ္စပညာရေးကိစ္စဝမ်းသာစရာကြုံပါလိမ့်မယ်။အခြေရေးအိမ်တော်ရေးကိစ္စများအထင်ငော့ဖြစ်နေတာတွေအဆင်ပြေသွားပါလိမ့်မယ်။ကောင်းတဲ့ပြောင်းလဲတွေလည်းကြုံလာပါလိမ့်မယ်။လူကြီးမိဘဆရာသမားတွေစီကတိတိယောက်ယောက်အကူအညီကောင်းတွေရတာမျိုးလဲကြုံရတတ်ပါတယ်။အလောက်ကိုင်းအခွင့်အလမ်းကောင်းတွေလည်းပေါ်လာတတ်ပါတယ်။ လက်ရှိလုပ်ငန်းကိုတိုးချဲ့တာမျိုးလုပ်ငန်းသစ်စတာတွေလုပ်တင်ပါတယ်အဖိုးတန်ပစ္စည်းတွေပြတ်တာထွက်တာလည်းဖြစ်တတ်ပါတယ်။မဖြစ်စလောက်ကိစ္စလေးနဲ့ကြီးကြီးမားမားပြောဆိုရဖြစ်ရှင်းရတာမျိုးကြုံရတတ်ပါတယ်။ငွေကိုအကြောင်းပြုပြီးငင်းခုံရမှုတွေဖြစ်တတ်ပါတယ်။အထင်းကအနှောက်ရှက်တွေကြားတွေကတိုးတက်အောင်မြင်မှုတွေခံစားရမယ့်ကာလတော့ဖြစ်ပါတယ်။ကျန်းမာရေးအနေနဲ့ကတော့မီးလျက်စစ်မတော်တဆမှုများထိခိုက်မှုများဂယူဆိုင်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကံကောင်းစီတဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၉ကဏ္ဍပဲဖြစ်ပါတယ်။ ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဖို့တွေ့ဖျားเจ้าငံတို့မှာလျက်စင်မီလှူဒန်းပြီးလိုရာစု တောင်းလိုက်ပါမိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားနိုင်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်အင်္ဂါတောင်းမြများဒီရက်တွေအတွင်းမှာခီးတွေအောင်မြင်ပါလိမ့်မယ်ရက်ဝဲကဆက်သွဲကောင်းတွေလည်းရလာတတ်ပါတယ်လက်ရှိအလို့အပြင် လုပ်ငန်းစီစဉ်တဲ့တွေပေါ်လာပါလိမ့်မယ်အလို့တွေချဲ့တဲ့တိုးတဲ့အချိန်လေးဖြစ်ပါတယ်လုပ်ငန်းတွေအောင်မြင်သလောက်မနာလိုသူတွေလည်းပေါ်လာပါလိမ့်မယ် တန်ဖိုးကြီးကြီးမားမားပစ္စည်းတွေလည်းဝင်တတ်ပါတယ်။မိတ်ဆွေမောင်နှမတို့ရဲ့အခြေရေးကိစ္စမင်္ဂလာကိစ္စတွေမှာဝင်ရောက်ကူညီရတတ်ပါတယ်။နေရာထိုင်ခင်းကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေအစာအုပ်ကိစ္စတွေအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ကောင်းတဲ့အပြောင်းအရွှေ့တွေလည်းကြုံရတတ်ပါတယ်။အိမ်သူအိမ်သားတွေကအလုံမှာပြဿနာခက်ကြီးကြီးတွေဖြစ်ရှင်းရတတ်ပါတယ်။ငွေခွန်လန်းကောင်းတွေလွတ်လွတ်သွားတာမျိုးကြုံရတတ်ပါတယ်။အခြေရေးအိမ်တော်ရေးမှာအိမ်နီးနာချင်းကြောင့်လူကြီးမိဘတွေကြောင့်အထင်မြင်လွဲတာမျိုးကြုံရတတ်ပါတယ်။ ဘေးကဝင်ရှုပ်လို့ပိုဆိုးသွားတာမျိုးလေးကြုံရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့ယောဂဝိနာတစ်ခုပျောက်မှန်းမသိပျောက်သွားတာမျိုးကြုံရပါလိမ့်မယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ကိုးကဏ္ဍနှစ်ကဏ္ဍပဲဖြစ်ပါတယ်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဖို့တွေဖះเจ้าငံတို့မှာတန်ရှင်းရေးပြုလုပ်ရင်းလိုရာစုတောင်းလိုက်ပါမိဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဘုဒ္ဓဟူသားမြတ်ဒီအတွက်တွင်မှာစိတ်တွေတအားရှုပ်ထွေးနေပါလိမ့်မယ် မှန်မှအရင်ရင်းတွေလည်းလုံမိပြောမိတတ်ပါတယ်။အရေးကြီးတဲ့ကိစ္စတိုင်းညှိနှိုင်းတိုင်ပင်ပြီးမှလုပ်တင်ပါတယ်။ခီးတို့လေးတွေတစ်ခုပြီးတစ်ခုသွားနေရတတ်ပါတယ်။သူတစ်ပါးအတွက်ပါခီးတွေသွားရတတ်ပါတယ်။ရဝေးကအလုတ်ဆက်သွဲအခွင့်လန်းကောင်းတွေပေါ်လာတတ်ပါလေ။ဘာသာရေးနဲ့ပတ်သက်တဲ့အလုတ်တွေလည်းလုပ်ရတတ်ပါလေ။မိဘဆရာသမားအကူအညီကောင်းတွေရတာမျိုးကြုံရပါလိမ့်မယ်။ဆွေမျိုးမိတ်ဆွေတွေတဲကယာတုတက်တဲ့သတင်းလေးကြားရတတ်ပါလေ။ပစ္စည်းတစ်ခုအတွက်စကားများဖြစ်ရှင်းရတာမျိုးကြုံရတတ်ပါလေ ထင်လဲဆွဆွဲခံရတာမျိုးလေးကြုံရတတ်ပါလေအတို့အထောင်ကြောက်တွန်းခံရတာကိုလည်းသတိပြုဖို့လိုပါလေအောက်လက်ငယ်သားတွေကလေးငယ်တွေကိုအချောင်းပြူပြီးပြောဆိုဖြစ်ရှင်းရတာမျိုးလေးကြုံရတတ်ပါလေကိုကိုရန်လုံးနေသူတွေကတော့ရက်တန့်သွားပါလိမ့်မယ်အခြေရေးအိမ်တော်ကြီးမှာဂရိပြက်ရတတ်ပါလေကျမ်းမာရေးအနေနဲ့ကတော့နားနှာခေါင်းမျက်စိယူဆိုင်ဖို့လိုပါလေဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ5ကဏ္ဍပဲဖြစ်ပါလေ ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်နွမ်းမသူတို့ကိုခေါင်းလျှော်ရီဒါနပြုလုပ်ရင်းလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ကြာသာပတိတောင်းမြင်များတရတဲ့တွင်မှာဘာမဆိုသတိရှိဖို့လိုပါတယ်အလုတ်ကိစ္စငွေကိစ္စတွေမှာအဆုံးရှုံးများတတ်ပါတယ်တေချာစီစဉ်နာတဲ့ကိစ္စတွေလွဲချော်ကုန်တတ်ပါလေ။ရေးကြည့်တဲ့စာရွက်စာတမ်းတွေလည်းဂယုစိုက်ဖို့လိုပါလေ မတော်တဆဘေးရန်တွေရဲ့သတိပြုဖို့လိုပါတယ်။ငွေစုံကျွေးတွင်တခိုးမီးအပူလောင်ဂယုပြုရမယ့်ကာလဖြစ်ပါတယ်။ကြီးကဲသူတွေနဲ့စေတဘောဓာကွဲလဲတာမျိုးကြုံရတတ်ပါတယ်။စင်ညစ်စရာဧည့်သည်တွေလည်းရှောက်လာတတ်ပါတယ်။မျက်မှန်တဲ့လူကဒုက္ခပြေးတာမျိုးအခြေရေးအိမ်တော်ကြီးမှာဘေးကဝင်ရှုပ်တာမျိုးတွေကြုံရတတ်ပါတယ်။အလူမင်္ဂလာတစ်ခုကိုအကြောင်းပြုပြီးစိတ်ညစ်ရတတ်ပါတယ်။ပညာရေးကိစ္စ၊သင်တန်းကိစ္စမတင်မကျဖြစ်ပြီးမှအောင်မြင်ပါလိမ့်မယ်။ရာဒူတိုမဲပေါတို့ကန်ထူးတာမျိုးတော့ကြုံရတတ်ပါတယ်။ အဖို့တန်ပစ္စည်းအယောင်းငယ်ကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။နေရာထိုင်ခင်းကိစ္စအစာအုပ်ကိစ္စတွေအောင်မြင်ပါလိမ့်မယ်။အောက်လငယ်သားတွေအတွက်ဝမ်းမြောက်ကြည်နူးရတာမျိုးကြုံရတတ်ပါတယ်။ကျမ်းမာရေးနေကတော့နှစ်ရှည်လာများခံစားနေရတဲ့ဝေနာတစ်ခုပျောက်မဲမသိပျောက်သွားတာမျိုးကြုံပါလိမ့်မယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့ရှစ်ကဏ္ဍတစ်ကဏ္ဍပဲဖြစ်ပါတယ်။ ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဖို့အတွက်မိတ်ဆွေများကိုကော်ဖီဒါနာပြုလုပ်ရင်းလိုရာစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားနိုင်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်တောက်ကြတောင်းမီများဒီရက်တွေအတွင်းမှာထူးထူးခြားခြားအောင်မြင်မှုတွေကြုံပါလိမ့်မယ်နာမည်ကုန်တဲ့တက်တာမျိုးလဲကြုံရတတ်ပါတယ်ယာရုတက်တာလုပ်ငန်းတိုးချက်နိုင်တာမျိုးတွေလဲကြုံရတတ်ပါတယ်ဒီရက်စစ်ပစ္စည်းတွေလဲဝင်လာပါလိမ့်မယ်လျှက်စစ်နဲ့ပတ်သက်လို့ပြင်ဆင်မွမ်းမံရတာတွေလောက်ရတတ်ပါတယ် အခြားခြားသောဖိုးတံပစ္စည်းတွေပျောက်တက်ပြတ်တက်ပါတယ်။ကိုယ့်ရဲ့လူမှုရေးစီးပွားရေးအလုပ်ကိစ္စတွေမှာမိမတယောက်ဝင်ရှုပ်လာတတ်ပါတယ်။အခြေရေးအိမ်တော်ကြီးမှာစေတဘောဓာကွဲလဲမှုတွေပြည်လည်သွားပါလိမ့်မယ်။ခွဲကွာနေတဲ့မိတ်ဆွေမောင်နှမတွေနဲ့မထင်မှတ်ပဲပြန်ဆောင်ရတတ်ပါတယ်။အလုပ်နေရာအိမ်နေရာကောင်းတဲ့ပြင်ဆင်ပြောင်းရွှေ့မှုတွေကြုံရတတ်ပါတယ်။အိမ်သူအိမ်သားတွေကထိပေါက်တာအလှူမင်္ဂလာကိစ္စစီစဉ်ရတာမျိုးကျဲမာရေးအတွက်ငွေကုန်တာမျိုးတွေတော့အကျုံရတတ်ပါလိမ့် တစုံတယောက်ရဲ့မစင်မချင်းမိုင်မဲမှုကြောင့်ကို့မှာထိခိုက်နေနာတာမျိုးကြုံရတတ်ပါတယ်။ကျမ်းမာရေးအနည်းနဲ့ကတော့အာယုံကျော် 1/c ဂယူဆိုက်ဖို့လိုပါတယ်။ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့နှစ်ကနန်း၈ကနန်းပဲဖြစ်ပါတယ်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဖို့အတွက်မိษွေများကိုထမင်းကြော်ဒါနာပြုလုပ်ရင်းလူရစုတောင်းလိုက်ပါမိษွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်စနေသားများများဒီရက်တွေအတွင်းမှာအထင်းကအနောက်ဆက်တွေများနေပါလိမ့်မယ် တမင်ရန်စနောက်ဆက်တာမျိုးလဲခံရတတ်ပါတယ်ဖြက်လို့ဖြက်စီလောက်တာတွေလဲခံရတတ်ပါတယ်သူတော်ဘာပြဿနာကကိုယ်ပြဿနာဖြစ်သွားတတ်ပါတယ်သူသဖြင့်မျက်နှာချောင်းနာကံနာကလူတွေကိုသတိထားဖို့လိုပါတယ်မိသားစုအတွင်းမှာဘေးစကားကြောင့်တွေးကွဲရတတ်ပါတယ်ခက်ခဲကြမ်းကြာနေတဲ့ရောင်းဝယ်ကိစ္စတွေကတော့အဆင်ပြေသွားပါလိမ့်မယ်ကုံရောင်းတာကုံဝယ်တာကုံလောင်တာတွေအချိုးအမျက်တွေရရှိမဲ့အချိန်ဖြစ်ပါတယ်ရက်ဝေးကဆွေမျိုးမိတ်ဆွေတွေကလည်းကူညီလာပါလိမ့်မယ်ပညာရေးကိစ္စအတင်းတန်းကိစ္စမတိမကြဖြစ်တတ်ပါတယ် စီးပွားရေးလုပ်ငန်းတွေမှာဘာခက်ခဲပဲကြုံကြုံစွတ်တင်းဖိပြီးတော့လှုပ်သွားတဲ့ကာလဖြစ်ပါတယ်။ငွေတွေစုံးတာငွေတွေပျောက်တာမျိုးဖြစ်တတ်ပါတယ်။ချစ်သူတို့အိမ်အောင်ဘက်တို့သဘောမတူတဲ့ကိစ္စကိုလှုပ်ရတတ်တဲ့ကာလဖြစ်ပါတယ်။ ကျမ်းမာရေးအနေနဲ့ကတော့စီးအစာအိမ်ဒူးဒုက္ခပေးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၃ကဏ္ဍနှစ်ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်နွမ်းမာသောကလေးတွေကိုစောင်းစားတဲ့ဒါနပြုလုပ်ရင်းလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားနိုင်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ ခொနည်းသောမိပြိသက်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဘာဆရာကြီးဒေါက်တာမင်းတိန်ခိုင်တပင်းဖြစ်သောကျွန်ုပ်ဆရာသိန်းထိုက်ဆိုးမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်